စ်သားမတော်ဆက်ဖဲနဲ့ဘာဖြစ်လို့ချစ်လို့ပြောတာလဲလို့ပြောရင်အငိမ့်စင်မော်တက်ပြီးတော့အငိမ့်ကချင်ပါတယ်ဆိုတဲ့စိတ်ရှိရင်ကိုမိသားတို့ချစ်ပြီလေးစားတယ်တန်ဖိုးထားတယ်ပေါ့နော်ကလေးတွေကိုလူကြီးတွေကအဲ့လိုနင့်နင့်နဲနဲမဆုံးမရင်မပြောရင်အချက်ဆိုတာလဲမသိဘူးဂုံတိတ်ခါဆိုတာလဲနားမလဲဘူးအဲ့တော့အမေကြီးအမုန်းခံပြီးပြောလိုက်တဲ့အတွက်ဒီကလေးလေးပြုပြင်သွားမယ်ဆိုရင်မိကြကုသူရတယ်။သူ့အောင်မြင်သွားပြီသူ့မိကြီးကိုဆက်လက်ပြီးတော့ဟာလာလောက်ကျွေးနိုင်ပြီအမေကြပိုးကုသူထူသွားပြီ။ အဲ့လိုစိတ်ကလေးနဲ့မိကြပြောတာပါတနာစရာလေးပါကလေးရလေဟိုမအေအိုကြီးကိုလှုပ်ကျွေးနေတယ်ပေါ့နော်အမေအိုကြီးကိုလှုပ်ကျွေးနေတယ်ဆိုတာတခုတည်းနဲ့ကိုအမိကြတော့ကကျေနပ်သွားပြီအဲနော်သို့ပေမဲ့လည်းမိကြတော့ကျေနပ်တယ်ဆိုပေမဲ့လည်းဟိုနိမ့်မှလမ်းမှပေါ်တော့တက်ပေါ့နော်ဟိုသဘင်ဆိုလဲသဘင်ရဲ့ရေစီးချောင်းအငိမ့်ဆိုလဲအငိမ့်ရဲ့တမိုင်းချောင်းမှာဂုံတိတ်ခါရှိရှိနဲ့မင်းသမီးတယောက်ရက်တီဈေးချင်းလို့အမေဒီအမုန်းခံပြီးတော့ဟလာဟိုပေါ့ ပြောလိုက်တာပါလားဆိုတော့အတီလေးနဲ့နားလဲပေးကြပါလို့ဒါပဲပြောချင်ပါရှင်။မင်းကကလေးတွေကိုချစ်တယ်။အမေမုန်းလို့ပြောလိုက်တာ မဟုတ်ဘူး။ချစ်လို့ပြောတာ။မိကြားတို့ကလေမုန်းလို့ပြောတာမဟုတ်ဘူး။ချစ်လို့ပြောတာ။သွေးသားမတော်ဆက်ဖဲနဲ့ဘာဖြစ်လို့ချစ်လို့ပြောတာလဲလို့ပြောရင်အငိမ့်စင်မော်တက်ပြီးတော့အငိမ့်ကချင်ပါတယ်ဆိုတဲ့စိတ်ရှိရင်ကိုမိသားစုချစ်ပြီ လေးစားတယ်တန်ဖိုးထားတယ်ပေါ့နော်ကလေးတွေကိုအဲ့လိုကလေးလေးတွေရဲ့ဟိုပါပေါ့မိကြတို့ဖေဖေကမိကြတို့ငငယ်တုန်းကတင်ခဲ့တယ်လို့ပေါ့မိဘဆိုတာလမ်းသုံးလမ်းပြမယ်ဟလာဒီလမ်းကတော့ကြောက်ပေါ့ဒီလမ်းကတော့စူးတွေ cloud တွေရှိတယ်ပေါ့ဒီလမ်းလေးကဖြောင်းနေပေါ့အဲ့လိုကိုကသုံးလမ်းပြပေးရတာမှကြောက်ကြိုက်တယ်သားသမီးကြလည်းကြောက်ထက်ခုံချပေါ့နော်ဟိုစူးစူးမှမကြောက်ဘူးဆိုတော့လေစူးတော့တို့ပေါ့ဟလာဒါမှမဟုတ်လို့ဟလာအော်ဒါကတော့မိဘ ပြပေးတဲ့ဟိုလမ်းနီးမှန်လမ်းမှန်ဟလာလမ်းကောင်းလေးပဲဆိုပြီးတော့ရှောက်တဲ့ကလေးကြတော့လေဟိုဟာပေါ့နီးမှန်လမ်းမှန်စနစ်မှန်လေးရတာပေါ့နော်အဓိကတော့မိချားတို့ဟာဟိုမိချားနဲ့မကပါဘူးဟိုမိချားတို့တက်တန်းအရွယ်မိချားတို့အထက်ကတက်တန်းကြီးညီမိခင်ကြီးတွေအားလုံးပေါ့နော်အားလုံးကဒီ post ပေါ်မှာပေါ့ဟိုသူတို့လည်းခံစားကြရတာဟုတ် မပြောရဲလို့မပြောသင့်လို့အဲ့ဒီလိုမျိုးလေးဒါရှောင်ရတာဟုတ်နော်အဲ့တော့အမေကြအနေနဲ့ကြတော့ချစ်လို့ပြောတာအခုမေကြပြောသလိုမုန်းလို့ပြောတာမဟုတ်ဘူးမုန်းရင်မပြောဘူးသူသူ့ဟာသူလမ်းမှမမေကြတို့အလုံးမဟုတ်ဘူးပေါ့ချစ်လို့ပြောတာဟိုအမှုပညာဆိုတာဒီလိုပါလားအတုပညာဆိုတာဒါပါလားအညုပညာဆိုတာဒါပါလားအတုပညာကိုသုံးဆောင်မယ်ဆိုရင်တော့ဒီဒီလိုလုပ်လို့ရတယ်အညုပညာကိုသုံးဆောင်ရမယ်ဆိုဒီလိုလုပ်လို့ရအမှုပညာကတော့แน่แน่เด้ ခက်ခဲတယ်ပေါ့နော်အဲ့တော့အမှုပညာသည်ဟိုဟာပေါ့ပြောမယ်ဆိုလို့ရှင်ဂုံတိတ်ခါကြီးမားတယ်ပေါ့အဲ့တော့ငါတို့ဒီလိုလုံးလို့မရဘူးဆိုတာသိသွားအောင်မိကြကလေးတွေကိုမေတ္တာနဲ့မိကြပြောတာပါမိကြမချစ်တယ်မိကြလေမိကြတို့အမှုပညာလေးကိုရောက်လာတဲ့ကလေးတွေမှန်သမျှမိကြရဲ့တာသမီတွေဆိုတဲ့စိတ်နဲ့ပဲအမုန်းခံပြီးတော့မိကြပြောလိုက်တာပါဒီအတွက် မိကြာတာသမီးတွေအကုန်လုံးကိုမိကြာကိုမုန်းခဲ့သည်ရှိရင်လေအဲ့ဒီမုန်းတဲ့စိတ်ကလေးကိုဖြေးပြီးအိုးငါတို့အမေကငါတို့အမှုပညာလမ်းကြောင်းပေါ်မှာဂုံတိတ်ခါရှိရှိနဲ့ဟလာဟိုတပင်ဆိုလဲတပင်ရဲ့ရေစီးချောင်းအငိတ်ဆိုလဲအငိတ်ရဲ့တမိုင်းချောင်းမှာဂုံတိတ်ခါရှိရှိနဲ့မင်းသမီးတယောက်ရက်တီဈေးချင်းလို့အမေဒီအမုန်းခံပြီးတော့ဟလာဟိုပေါ့ ပြောလိုက်တာပါလားဆိုတော့အတီလေးနဲ့နားလဲပေးကြပါလို့ဒါပဲပြောချင်ပါတယ်ရှင်အမေတို့လာမတောင်းမှန်ပါဘူးအမေတို့လာမတောင်းမှန်ဘူးဒါပေမဲ့ဟိုတနာစရာလေးပါကလေးရလေဟိုမအေအိုယူလှုပ်ကျွေးနေတယ်ပေါ့နော်အမေအိုယူလှုပ်ကျွေးနေတယ်ဆိုတာတခုတည်းနဲ့ကိုအမိချားတို့ကကျေနပ်သွားပြီအဲနော်တို့ပေမဲ့လည်းမိချားတို့ကျေနပ်တယ်ဆိုပေမဲ့လည်းဟိုနိမ့်မှန်လမ်းမှန်ပေါ်တော့တက်ပေါ့နော်ဒီကလေးဒီလေဘာလဲ ပျော်ပွဲဘက်ကဆိုလာတာစီဘက်ကဆိုလာပဲပြောတော့ပြောတယ်မိကြားလဲတိတ်ပြီးတော့ဟိုမမတ်မိဘူးဟိုဟာသူ့နာမည်လေးကခိုင်တလုံးနဲ့လားလဲမသိဘူးသိလားဟိုကလေးကအမှန်တော့ဒီလိုပါကလေးကအလူပွဲတွေမှာမေတို့အလှဲ့လဲတဲ့အခါမှာဒီလိုစကတ်ဒိုးလေးတွေဘောင်းမီဒိုးလေးနဲ့တန်စာကတဲ့မင်းသမီးလေးဒီပွဲမှာသူအလူမင်းသမီးအဖြစ်နဲ့လက်ခံတယ်ပေါ့လက်ခံတော့ဒီကလေးကိုအလူရှင်တွေကတပုတ်လောက်တော့ကပြပါအောင်ဆိုတော့သူအဲ့ဒါကိုကပြလိုက်တာပေါ့ ကွယ်ဒါပေမဲ့လည်းမြမရိုးရာဟလာမြမပိုင်ဝတ်စုံဖြစ်တဲ့အတွက်ဟိုကြည်မကောင်းဖြစ်သွားတယ်ပေါ့ကြည်မကောင်းဖြစ်သွားတဲ့အခါကျတော့အမေတို့ကမြမအမှုပညာကိုထိမ့်သိမ်းရတယ်မင်းသမီးကြီးဤတွေအပိုင်းဖြစ်တဲ့အတွက်ဒါလေးကိုကလေးတွေကိုအမေကြီးတို့ကချစ်လို့မုန်းလို့မဟုတ်ဖဲနဲ့ချစ်လို့အမေကြီးတို့ကဒီလိုပြောလိုက်တာအဲ့လိုပြောတော့အမေကြီးကအမေကြီးဘဝအတွေ့အကြုံနဲ့ရှင်ပြီးကလေးတွေကိုဆုံးမတာ အဲ့ဒီအရွယ်တွေကရှက်သွားမှလမ်းမှန်ပေါ်ရောက်တာအမေကြားလေငငယ်ကဟိုဗိတ်သိက်ခန်းထဲမှာပေါ့ဗိတ်သိက်ဆရာကြီးဦးသိမ်းမြန်ဆိုတာရှိရဲ့ကြောက်ပတော့မှလေပပဦးသိမ်းမြန်ဆိုတာရှိရဲ့အဲ့တော့ဟိုကပေါ့အမေကြားက73နှစ်သမီးလောက်ပဲရှိသေးတယ်အဲ73နှစ်74နှစ်ဆိုတော့ကလေးအရွယ်ကဘလောက်ဟိုကပေါ့စိတ်ကစားမလဲပေါ့သမီးရဲ့အဲ့ဗိတ်သိက်ခန်းထဲမှာအမေကြားတို့အညာဗိတ်သိက်ခန်းဒီဘက်က ဟလာလက်ရဘက်မှာဗိသိက်စီရလက်ဝဲဘက်မှာမင်းသမီးပေါ့မင်္ဂလာကန်းစဖွင့်နေပေါ့မင်းသမီးကိုဗိသိက်စီရခေါ်နေပြီအဲအမေကြားပါအဲ့ချိန်မှာလေအမေကြားကရင်ဘတ်ဘူးကိုကင်ပြီးတန်ငါစင်တောက်မှာရက်နေတဲ့ကာလာသားတွေကိုကြည့်နေတာပဲပေးတာပေါ့73နှစ်74နှစ်เนาะပဲပေးနေတာသိလားအဲ့လိုခဲတော့ဒီဗိသိက်ခံကိုလေးစားရမှာတန်ဖိုးထားရမှာကလေးဆိုတော့73နှစ်74နှစ်ဆိုတော့မသိဘူးပေါ့နားမလည်ဘူး အဲအလပြင်းနေတာမပြက်ဘူးကလာသားတွေကိုကြည်နေပါဗောအမသူသူကငါ့ကိုကြည်နေရပေါ့အဲ့လိုအဲ့လိုမျိုးအဲ့ချိန်မှာဘာဘာဥသိမ်းမြန်အမေကိုပြောတာမင်းသမီးရတဲ့ဖိတ်သိမ်းခန်းနဲ့မတန်လိုက်တဲ့မင်းသမီးတဲ့ကြောက်ကြောရေပတ်တဲ့မျက်နာနဲ့လို့အဲ့လိုပြောလိုက်တာဟာဘဝမှာအဲ့ဒီစကားတခုံးဟာအခုလို ဖြစ်လာတဲ့အထိဂုံတိတ်ခါတွေကိုထိမ့်နိုင်သွားတဲ့မင်းသမီးဖြစ်သွားတာအဲ့ဒါဘာဘာဥသိမ်းမြန်ရဲ့ဂျေဇူးပါပဲနော် ။ဘာလို့လူကြီးတွေကအဲ့လိုနင်းနင်းနဲ့နဲ့မဆုံးမရင်မပြောရင်အချက်ဆိုရလဲမသိဘူး။ဂုံတိတ်ခါဆိုရလဲနားမလဲဘူး။အဲ့တော့အမေကြားအမုန်းခံပြီးပြောလိုက်တဲ့အတွက်ဒီကလေးလေးပြုပြင်သွားမယ်ဆိုရင်မိကြားကုသိုလ်ရတယ်။သူ့အောင်မြင်သွားပြီသူ့မေကြီးကိုဆက်လက်ပြီးတော့ဟုတ်လားလှုပ်ကြွေးနိုင်ပြီအမေကြားပိုးကုသိုလ်ထူသွားပြီ။အဲ့အဲ့လိုစိတ်ကလေးနဲ့မိကြားပြောတာပါ။ ဟိုဟာပေါ့စူဆောင်းငွေမရှိတဲ့အတွက်မငိမ့်မိခင်ကြီးတွေအတွက်အမေကြီးတို့စူးစမ်းနေရတယ်နောက်တစ်ခါအမေကြီးမလိုင်တန်းတန်းမြင့်အတွက်ကိုအမေကြီးတို့စူးစမ်းနေတယ်အဲဂျန်နေပရာဟိတာတော့မိကြီးလမ်းဘေးဟလာဟိုခွေးလေးတွေကောင်းကင်မှာနေတတ္တဝါတွေပေါ့မြေပြင်မှာနေတတ္တဝါတွေရေပြင်မှာနေတတ္တဝါတွေပေါ့ဒါအမေကြီးဝါသနာကိုပါတာမိကြီးလေအဲ့လိုမျိုးလေးပေါ့အားနေတဲ့အချိန်မှာအဲမိကြီးရဲ့နောက်ဆုံးဟိုနောက်ဆုံးအချိန်လေးကိုတန်ဖိုးရှိရှိနဲ့ ထွက်သက်ကိုထွက်သွားခြင်းနဲ့အတွက်တန်ဖိုးရှိတဲ့အလုပ်တွေနဲ့ပဲပရိသတ်ကိုဂျေစုဆက်နေပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလိုလုံနိုင်အောင်ပရိသတ်ကငားတယ်။ပရိသတ်ကငားလို့ရတဲ့ငွေလေးနဲ့ဒါဖျားလူမဲ့အမေကိုကျွေးမယ်မိသားစုကိုညီကိုမောင်နှမတွေကိုကျွေးမယ်မိကြရဲ့ဒီဘက်ကပရာဟိတကိုအလှူရှင်မရှိတဲ့အခါတွေကိုပြီးခဲ့တဲ့လားဆိုမိကြ၈ပတ်လောက်အငိမ့်မိခင်ကြီးတွေကိုမိကြလှူရတယ်ပေါ့နော်အဲအဲ့ဒီလူမျိုးလေးပေါ့ အမှုပညာရှင်တွေဟာမိကြတို့အမှုပညာရှင်တွေဟာပြိတ္တရဲ့ဂျေစုအမတန်ကြီးပါတယ်ဒီအတွက်ပြိတ္တရဲ့ဂျေစုပြိတ္တရဲ့ဂျေစုကံအမှုပညာရှင်တွေဖြစ်တဲ့အတွက် ပြိတ္တကိုမနေ့တစ်ချိန်ညတစ်ချိန်မေတ္တာပို့ပြီးမှလည်းမိချအိပ်ပါတယ်မေတ္တာပို့ပြီးမှလည်းနိုးထပါတယ်ဒီအတွက်မိချရဲ့ယေရှုရှင်ဇေယျတော်တန်ဃာတော်ပြိတ္တများအလုံးနှလုံးစိတ်ဝမ်းအေးချမ်းသာရရှိကြပါစေကုန်လုံကျွယ်ဝလူတရကြပါစေယခုဘဝမှာစတင်ပြီးတော့ဘဝတိုင်းဘဝတိုင်းမှာမိမိကတာလင်ပေးကမ်းစွန့်ခြင်းလူတန်းနိုင်သောရွှေလက်တစုံကိုအပိုင်ရရှိကြပါစေရှင်